မိတ်ဆွေတို့ငရဲဆိုတာတကယ်ပဲရှိတယ်လို့ထင်ပါသလားရှိခဲ့ရင်ရောအဲ့ဒီငရဲဟာကြာမခွဲခြားမှုတွေနဲ့လူဖွဲ့စည်းရဲ့အစင်လာတွေကို ထင်ဟနေမလားဒီအတွေးတွေနဲ့ပဲစာအုပ်တအုပ်အကြောင်းကိုပြောပြချင်ပါတယ်ဒီစာအုပ်ကိုရေးသားသူကတော့အမီကန်အာဟန်နင်းဆိုတဲ့ပညာရှင်တဦးပါသူကရှေးခေတ်လူဖွဲ့စည်းတွေရဲ့ကြာမခွဲခြားဆက်ဆံမှုအမြင်နဲ့ခန္ဓာကိုယ်ကိုဘလို့တတ်မှတ်ခဲ့လဲဆိုတာကိုအခြေခံပြီးငရဲရဲ့အကြောင်းကိုစိတ်ဝင်စားဖွယ်တင်ပြထားပါတယ် ရှေးခေတ်လူအဖွဲ့အစည်းရဲ့ခံစားမှုပေါ်ကြားမအမြင်ရှေးဂရီနဲ့ယောမတွေးခေါ်တွေဟာခရီးယန်ဘာသာပေါ်လွှမ်းမိုးမှုရှိခဲ့ပါတယ်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာနာကျင်ခံစားရလွယ်ပြီးအားနည်းတယ်လို့သတ်မှတ်ကြပါတယ် Clement of Alexandria ဆိုတဲ့ပုဂ္ဂိုလ်ကမျိုးသားတွေကိုလှုပ်ဆောင်ဖို့တာဝန်ပေးအပ်ထားတယ်လို့အမျိုးသမီးတွေကိုခံစားဖို့တာဝန်ပေးအပ်ထားတယ်လို့ဆိုပါတယ်အမျိုးသားတွေရဲ့ခန္ဓာကိုယ်ကခိုင်မာပြီး ူနွေးချောက်တွေ့တယ်လို့ယူဆကြပါတယ်။အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်က AB ဆိုဆွတ်တယ်လို့သတ်မှတ်ကြပါတယ်။ Hippocratical Bus နဲ့ Galen ရဲ့အရေးသားတွေမှာလည်းအမျိုးသမီးတွေဟာအားနေပြီးယောဂဖြစ်လွယ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်အမျိုးသမီးတွေဟာနာကျင်မှုကို ပုံမှန်လိုခံယူရတယ်လို့ရှုမြင်ကြပါတယ်။တရားစီရင်တဲ့အခါမှာလည်းခံစားမှုကိုအသုံးချပြီးကျွန်တွေလိုနှိမ့်ကြတဲ့ခန္ဓာကိုယ်တွေစီကအမှန်တရားကိုထုတ်ယူကြပါတယ်။အစောပိုင်းခရီးရန်တွေအတွက်ကတော့အာဇာနည်ဖြစ် သက်ဆုံးခြင်းကမျိုးသမီးတွေကိုရဲရဲစေနိုင်ပေမဲ့ရေပူရအဖြစ်ခံစားနေရတဲ့ခန္ဓာကိုယ်ကိုပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ကြပါတယ်။ငရဲကကဘာပေါ်ကစက်နှုံးတွေကိုထင်ဟပ်စေခြင်းရှီခိခရီယန်တွေဟာလူတွေတည်ပြီးတဲ့နောက်ခန္ဓာကိုယ်နဲ့ပြန်လည်ထမြောက်မယ်လို့ယုံကြည်ကြပါတယ်။ Apocalypse of Bosau ထဲမှာလူဆိုးတွေဟာသူတို့ရဲ့အဖြစ်နဲ့မတရားမှုတွေအတွက်ပြန်ပြစ်ပေးခံရမယ်လို့ဖော်ပြထားပါတယ်။ ဆိုလိုတာကငရဲမှာခံစားရတဲ့ခန္ဓာကိုယ်တွေဟာတကယ့်အသွေးသားနဲ့ခံစားရတာပါတာတူလီယန်ဆိုတဲ့စာရေးဆရာကငရဲမှာငိုကြွေးမိတမ်းခြင်းဆိုတာရှိတဲ့အတွက်ပြန်လည်ထမြောက်တဲ့ခန္ဓာကိုယ်မှာမျက်စိနဲ့သွားတွေပါရမယ်လို့ဆိုပါတယ် Book of Mary Repose မှာယေရှုကကြောက်တုံးတွေနဲ့ဒိုင်းနဲ့ခံရတဲ့သူဟာမတည်ပဲအမြဲတမ်းနာကျင်ခံစားနေရမယ်လို့ရှင်းပြထားပါတယ်ငရဲကမြင်ကွင်းတွေထဲမှာကြား မလူလန်းစားနဲ့ကိုကျစ်တရားပြပြသူတွေကိုခွဲခြားထားပါတယ်။ဥပမာအနေနဲ့စပင်ကိုဖျက်ဆီးတဲ့အမျိုးသမီးတွေကိုစပင်နဲ့ချိတ်ဆွဲထားပြီးဖျားကြောင်ကောင်းဆောင်တွေကသူတို့ရဲ့တာဝန်ကိုပြက်ကွက်ရင်ခန္ဓာကိုယ်အစိတ်ပိုင်းတွေပျက်စီးစေပါတယ်။ဒီလိုအပြစ်ပေးပုံတွေကလူဖွဲ့စည်းရဲ့စံနှုန်းတွေကိုထင်ဟပ်စေပါတယ်။လူမှုထိန်းချုပ်မှုအတွက်ဟီဒီရိုတိုပီးယားတစ်ခုဖြစ်နေရဲ့ငရဲဟာဒဏ္ဍာရီဆံပေမဲ့တကယ်အဖြစ်မှန်ကိုထင်ဟပ်စေတဲ့အခြားနေရာတစ်ခုအဖြစ်လှုပ်ဆောင်ပါတယ်။ ကဘာပေါ်မှာပြစ်ပေးခံရခြင်းမရှိတဲ့အရာတွေကိုငရဲမှာပြန်လဲပြစ်ပေးခြင်းအဖြစ်ကဘာရဲ့မကောင်းမှုတွေကိုထိန်းချုပ်ကန့်သတ်ထားတဲ့သဘောဖြစ်ပါတယ်။အသေးစိတ်ကြတဲ့အပြစ်ပေးမှုတွေနဲ့ငရဲဟာကဘာပေါ်ကကိုကျစ်တရားတွေကိုထိမ့်သိမ့်မှုအတွက်ပုံစံတစ်မျိုးနဲ့တည်ရှိနေပါတယ်။ငရဲကလူတွေကိုမတူကွဲပြားတဲ့ပြည့်စင်တွေဖြစ်တာတွေညှဉ်းပန်းနှိပ်စက်မှုတွေစူးစီးထားတဲ့နေရာတစ်ခုကိုဖန်တီးပေးပါတယ်။အဲ့ဒီနေရာမှာကြိရှိသူတွေကိုဖိတ်ခေါ်ပြီးအပြစ်ရှိတဲ့ခန္ဓာကိုယ်တွေကိုကြိရှိစေပါတယ်။ ဒါကအပြင်ပန်းရဲ့အလိညာတွေကိုဖော်ထုတ်ပြီးဘာသာရေးကောင်းဆောင်တွေရဲ့မကောင်းတဲ့သဘောထားတွေကိုထုတ်ပြပါတယ်။ငရဲခီးစင်တွေရဲ့နှိမ့်ညွတ်ထားတဲ့သဘောတဘာဝအရာကြီးစုသူတွေကိုအစပိုင်းမှာခွဲထုတ်ထားပေမဲ့နောက်ပိုင်းမှာမြင်ကွင်းတွေကိုဆွဲသွင်းပါတယ်။ငရဲမှာညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ခန္ဓာကိုယ်တွေဟာအားနည်းတဲ့အမျိုးသမီးတွေနဲ့မတန်ဆွမ်းသူတွေရဲ့ခန္ဓာကိုယ်နဲ့စင်တူလာကြောင့်ကြီးစုသူနဲ့ခံရသူကြားကမြင်းကြောင်းကိုဝါသွားစေပါတယ်။ဒါကကြီးစုသူတွေကိုကြောက်ရွံ့စေပြီး အပြုအမူတွေကိုပြောင်းလဲစေပါတယ်။ ချိန်စာတင့်ခြင်းဟာအမျိုးသမီးဆန်ခြင်းနဲ့မတန်ဆွမ်းခြင်းဖြစ်ခြင်းအစောပိုင်းခရီးရန်တွေရဲ့ငွေရဲမှာချိန်စာတင့်ခြင်းကိုအမျိုးသမီးဆန်ခြင်းနဲ့မတန်ဆွမ်းခြင်းလို့တရုတ်ဖော်လေးရှိပါတယ်အဖြစ်ပေးခြင်းကအမျိုးသားတွေရဲ့ခန္ဓာကိုယ်ကိုတွေးထွက်တန်ယူများစေပြီးအားနည်းစေပါတယ်ဒါဟာအမျိုးသမီးတွေကိုခန္ဓာကိုယ်ချိုယွင်းခြင်းနဲ့ဆက်ဆက်တဲ့ရှိခိရင်ကျေးမှုအယူဆတွေကိုထင်ဟပ်စေပါတယ်မတန်ဆွမ်းခြင်းဟာအပြည့်ရဲ့အကျိုးဆက်လို့ရှိကယူဆခဲ့ကြပါတယ် ဥပမာအားဖြင့်မျက်စိကိုခြင်းဟာမတိနားမလဲခြင်းအတွက်အပြစ်ပေးခြင်းဖြစ်ပါတယ်။အလားတူဖျက်တောက်ထားတဲ့လက်တွေနဲ့ခန္ဓာကိုယ်ကိုပိုးကောင်တွေစားသုံးတာဟာထာဝရအပြစ်ရှိကြောင်းဖော်ပြပါတယ်။ထာဝရခန္ဓာကိုယ်မတူကွဲပြားမှုကိုအပြစ်ပေးခြင်းဖြစ်ငရဲဟာပုံမှန်မဟုတ်တဲ့ခန္ဓာကိုယ်ဟာအပြစ်ရဲ့အကျိုးဆက်ဖြစ်တယ်ဆိုတဲ့ရှေးခေတ်အယူအဆကိုအားဖြစ်ပေးပါတယ်။ဒါကအင်အားကြီးမားတဲ့စီကံထိန်သိမ်းမှုစနစ်ကိုဖန်တီးပေးပါတယ်။ငရဲမှာမတန်ဆွမ်းတဲ့ခန္ဓာကိုယ်တွေကိုပြတ်တတ်ခြင်းအဖြစ်လူတွေကိုတတိပေးထားတဲ့သဘောဖြစ်ပါတယ် ိကျတဲ့ညှဉ်းပန်းမှုတွေကကြာမဆိုင်ရာကိုချင်းတရားကိုအားဖြစ်ပေးခြင်းပိုးကောင်တွေနဲ့ပြည့်နေတဲ့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာခရိယန်ရဲ့ကိုချင်းတရားစံနှုန်းတွေဗရီးနဲ့ယောမရဲ့ခန္ဓာကိုယ်စံနှုန်းတွေနဲ့ယောမရဲ့စီကံမိုက်ဆိုင်ရာနိဗ္ဗူဟာတွေကိုပေါင်းဆက်ပြီးခန္ဓာကိုယ်နဲ့နေရာတွေကိုထိန်းချုပ်တဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ပါဇက်ကနေပိုးကောင်တွေထွက်နေတဲ့အမျိုးသားတွေဟာအမျိုးသမီးစံပြီးအားနည်းလာပါတယ်။မိဟာလဲခန္ဓာကိုယ်ကိုထိုးဖောက်တဲ့ပုံစံနဲ့တရုပ်ဖော်လေးရှိပါတယ်။ အမျိုးသားနဲ့အမျိုးသမီးတွေကိုမိတောက်လောင်နေတဲ့လေရင်ကနဲ့ထိုးဖောက်တာမျိုးဒါမှမဟုတ်အတွင်းကလီစာတွေကိုထိုးဖောက်တာမျိုးတွေရှိပါတယ်။တစက်ကိုပြစ်မှတ်ထားတဲ့အဖြစ်ပေးမှုတွေဟာစကားပြောတဲ့အဖြစ်တွေနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။ရှေးခေတ်ယဉ်ကျေးမှုမှာမယောကန်တဲ့စကားပြောဆိုမှုဟာအာနေချင်းအမျိုးသမီးဆန်ချင်းနဲ့ဆက်ဆက်နေပါတယ်။ငရဲမှာပြစ်သားတွေကိုစကားမပြောနိုင်အောင်ဒါမှမဟုတ်ပစက်ကိုပြင်းထန်စွာပြောင်းလဲပစ်ခြင်းအပြင်ထိ ंछ ုံမှုနဲ့ဂုံတိတ်ခါကိုဆုံးရှုံးစေပါတယ်။ မိခင်တွေရဲ့ခန္ဓာကိုယ်ကိုအပြစ်ပေးတဲ့မြင်ကွင်းများရှေးခေတ်မိခင်တွေဟာကလေးလူတိုက်ရင်မကောင်းတဲ့ဇနီးများလို့သတ်မှတ်ခံရပြီးမတိုက်ရင်လည်းကျိန်စာတဲ့နယ်လို့ယူဆကြပါတယ်။ငရဲမှာရင်သားနဲ့တို့ရီကိုအတိကထားတဲ့အပြစ်ပေးမှုတွေကအမျိုးသမီးတွေရဲ့ကလေးမွေးဖွားနိုင်စွမ်းနဲ့အဟာရပေးနိုင်စွမ်းနဲ့ပတ်သက်တဲ့ရှုပ်ထွေးတဲ့စိုးရိမ်ပူပန်မှုတွေကိုအသုံးချပါတယ်။ကလေးတွေကိုတတ်တဲ့မိဘတွေကိုတို့ရီနဲ့ထန်တီးထားတဲ့တားရဲတိရစ္ဆာန်တွေကတိုက်ခိုက်တာဒါမှမဟုတ်လိင်ပြစ်တွေအတွက် အမျိုးသမီးတွေကိုရင်သားနဲ့ချိတ်ဆွဲထားတာကနှုတ်ရည်ရဲ့အရေးပါမှုကိုဖော်ပြပါတယ်။ပျက်စီးသွားတဲ့ဒါမှမဟုတ်ထိန်ချန်ထားတဲ့နှုတ်ရည်ဟာကိုချင်းတရားပြပြခြင်းနဲ့ထာဝရညှဉ်းပန်းနှိပ်စက်ခြင်းရဲ့တင်ကြရတစ်ခုဖြစ်လာပါတယ်။ရှေးခေတ်မိခင်တွေဟာကလေးရဲ့ကျန်းမာရေးနဲ့ကိုချင်းတရားအတွက်နှုတ်တိုက်ဖို့ဖိအားပေးခံရပါတယ်။ပြီးတော့သူတို့ရဲ့ခင်မွန်းတွေအတွက်လိင်ဆက်ဆန်နိုင်မှုနဲ့အမွေခံတွေကိုထုတ်လုပ်ပေးဖို့လည်းလိုအပ်ပါတယ်။ငရဲရဲ့အပြစ်ပေးမှုတွေကအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုအမြဲစစ်ဆေးပြီး ဆုံးဖြတ်တာကိုပြတ်သွားပါတယ်။မာရီရဲ့တောင်းပန်မှုအမျိုးသားတွေနဲ့သူတော်စင်တွေအများစုပါဝင်တဲ့ရိုးရာအစင်လာမှာမာရီဟာငရဲကို သစင်းပြီးညှဉ်းပန်းခံရသူတွေအတွက်တောင်းပန်ပေးတဲ့ထူးခြားတဲ့ပုံကူအဖြစ်ပေါ်ထွက်လာပါတယ်။ဒီအခန်းကဏ္ဍကကြားမမျှော်လင့်ချက်တွေကိုဖျက်ဆီးပြီး ခရစ်တော်နဲ့တမန်တော်တွေလိုပဲကယ်တင်ခြင်းအလုပ်ကိုလုပ်ဆောင်သူအဖြစ်သတ်မှတ်စေပါတယ်။မာရီရဲ့တောင်းပန်မှုဟာတခြားသူတွေနဲ့မတူပါဘူး။ ဘာသာရေးဆိုင်ရာညှဉ်းပန်းမှုတွေစာသူရဲ့တောင်းပန်မှုတွေဟာမိခင်မေတ္တာနဲ့ကြည်ဝပြီးမျက်ရည်တွေနဲ့ဖော်ပြလေးရှိပါတယ်။ယေရှုကိုယ်တိုင်ကသူ့ရဲ့တမန်တော်တွေနဲ့မာရီရဲ့မျက်ရည်တွေကြောင့်ပြစ်သားတွေဟာတသက်ခွင့်ရတယ်လို့ပြောပါတယ်။မာရီဟာခရိယန်ပြစ်သားတွေနဲ့အတူအပြစ်ပေးခံဖို့ကမ်းလှမ်းပါတယ်။ဒီလိုရက်ကအမျိုးသမီးတွေကိုပေးအပ်ထားတဲ့ခံစားမှုကိုတက်ကြွတဲ့ကယ်တင်နိုင်စွမ်းအဖြစ်ပြောင်းလဲစေပါတယ်။နမဲတစ်ခုတည်းနဲ့သူ့ကိုခေါ်တဲ့သူတွေကိုကယ်တင်နိုင်ပါတယ်။ ငရေရဲ့တီမြဲရဲ့အမွေနှစ်အစောပိုင်းခရိယံငရေရဲ့ကြာမခွဲကြပြီးအကျန်းဖတ်တဲ့ယုတ်တိပိတာဟာအတိတ်ကအမွေနှစ်တခုမဟုတ်ပါဘူးဒါပေမဲ့တရားမြတ်တမှုလူမှုရေးတာဝန်နဲ့ခန္ဓာကိုယ်ပေါ်ဖြစ်ပြိုင်နားလည်မှုတွေကိုပုံဖော်နေတော့မှပဲဖြစ်တဲ့မှာအမျိုးသမီးတွေဟာခလေးမှုပွားခြင်းနဲ့ဒိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက်ပြစ်တင်ခံရပြီးအပြစ်ပေးခံရပါတယ်ဒါဟာငရေမှာအမျိုးသမီးမိဘတွေနဲ့ဒိမ်မိုင်းဆိုင်ရာအပြစ်တွေကိုအဓိကထားတာနဲ့တူပါတယ် ခေတ်တအချင်းထောင်စနစ်တွေမှာအမျိုးသမီးတွေနဲ့လူမဲစုတွေရဲ့ခန္ဓာကိုယ်ကို ရာဇဝတ်ကောင်တွေဖြစ်သတ်မှတ်တာဟာငရဲရဲ့မကောင်းတဲ့ခန္ဓာကိုယ်တွေကိုပြတ်တာတာနဲ့စင်တူပါပဲရှေးခေတ်ငရဲကအားနေတဲ့အမျိုးသားခန္ဓာကိုယ်ကိုအဖြစ်ပေးတယ်လို့ခေတ်ပြိုင်လူဖွဲ့စည်းကလည်းခန္ဓာကိုယ်ပုံစံငယ်ရွယ်အသားဖြူကြန့်ခိုင်တဲ့အမျိုးသားကိုထောက်ခံနေလုံးပါပဲဒါကဖျားနာခြင်းနဲ့တည်ဆုံးခြင်းရဲ့ကြောက်ရွံ့မှုတွေကိုဖယ်ရှားပြီးသူတို့ကိုပူဇော်တကာကောင်းတွေဖြစ်သတ်မှတ်ပါတယ် ငရဲကနေစတင်တဲ့ဂျင်စာစကားတွေကခန္ဓာကိုယ်ဇာတ်လုံးတွေကိုလက်နက်အဖြစ်ဆက်လက်အသုံးပြုနေပါတယ်။မိတ်ဆွေတို့ဒီစာအုပ်ကနေရရှိတဲ့သင်ခန်းစာတွေကတော့ငရဲဟာရှေးခေတ်လူအဖွဲ့အစည်းရဲ့ကြားမခွဲခြားဆက်ဆံမှုနဲ့ခန္ဓာကိုယ်ကိုဘလို့တတ်မှတ်ခဲ့လဲဆိုတာကိုထင်ဟပ်စေတဲ့အကြောင်းပါ။ဒါအပြင်ငရဲကနေတစ်ဆင့်လူမှုရေးဆက်နှုံးတွေကိုထိန်းချုပ်နိုင်တဲ့အကြောင်းပါ။နောက်ဆုံးအနေနဲ့မိတ်ဆွေတို့အနေနဲ့ဒီအကြောင်းအရာတွေကိုလေ့လာပြီးဝေဖန်ပိုင်းခြားနိုင်မယ်လို့မျှော်လင့်ပါတယ်။